အားလုံးပဲမင်္ဂလာညချမ်းလေးပါပဲခင်ဗျာကျွန်တော်အခုတင်ဆက်ပေးမှာကတော့အရာဝီတိုင်းအင်းဒရာမှာဖြစ်ဖြစ်ခဲ့တဲ့ဘူရောင်ကြီးဇလန်းလေးတစ်ပုဒ်ကိုတင်ဆက်ပေးမှာပဲဖြစ်ပါတယ်ဒီဖြစ်ဖြစ်လေးက1980ခုနှစ်လောက်တုန်းကအင်းဒရာမှာဖြစ်ဖြစ်ခဲ့တဲ့ဖြစ်ဖြစ်လေးတစ်ခုလို့သိရှိရပါတယ်စင်ကောင်းစရာဖြစ်ဖြစ်လေးဖြစ်ခဲ့တဲ့ကာလန်ကူလေးကိုချိန်တုန်းကတော့နေကင်တွေကဘူရောင်ကြီးလို့ခေါ်ဆိုခဲ့ကြပါတယ်အပြင်မဲ့လို့အခုတော့ကိုနဝင်းကြီးလို့ပြောင်းလဲခေါ်ဆိုလိုက်ကြပါပြီ ကိုနဝင်းကိုရုပါလို့ခေါ်ဆိုကြလဲဆိုရင်ဇီယာတက်ကကြောစားရေးသားထားတဲ့တချောက်ပုံးဆိုတဲ့ဇလန်းလေးကိုတူချုပ်ပြန်လဲပြောပြပါမယ်။နေရာ၄တိုင်းမှာရှိတဲ့ကြီးပါလီတခုကိုတောင်းဝင်ကြတယ်။မသေးတက်ကိုတွေ့ပဲပမောက်ကဇီယာတယောက်ဥဆောင်နေ။မအောင်လို့တော့အားပြီးကျောင်းသားအဖွဲ့ကတောင်းဝင်ပြီးဆုံးသွားတဲ့အတွက်ကြီးပါကလေးကိုနှုတ်ဆက်ရင်ပသိဣန္ဒရာကားလန်းကျောင်းအတိုင်းအစိုးရရင်ထဲနေပြန်လာခဲ့ကြပါတယ်။မက်လာ၂၈ရက်နေ့ည၈နာရီအချိန်မှာ ်နင်းတရာဒီဂရီကောလိပ်မှာပြုလုပ်ကြမယ်ကွန်ပျူတာစာစာပွဲကိုအချိန်ပြီးတက်ရောက်နိုင်ဖို့ရင်းနှန်းကိုခက်တိုတိုလေးမောင်းပြီးအပြန်ခီးကိုထွက်လာခဲ့ကြပါတယ်တပတ်ပမောကဆရာဦးဆောင်နဲ့ကျောင်းသူခုနှစ်ဦးအဖွဲ့ကခြေသုံးကားမှာဖြစ်ပြီးတော့ကျောင်းသားအများစုပါတဲ့ကာနစီကတော့အနောက်မှာလိုက်လာခဲ့ကြပါတယ်ကားကိုခက်တိုတိုလေးမောင်းလိုက်ညခုနှစ်နာရီခွဲအချိန်မှာတော့နေတာမျိုးမှာကျိုးဆိုပါ ਈ ဆိုရင်မအူးလေးကိုဖျက်ကျော်လာခဲ့ကြပါတော့။နေတာမျိုးမှာရှိတဲ့ကနော်သူရက်ွက်ကို လဝဲကြီးကားငွေကိုဖောက်လုထားတယ်။အနည်းငယ်ကွ အရှိကဂိုက်900ကျန်ရှိလျားတယ်လို့ကားလန့်ကိုဖျက်ဖောက်ထားတဲ့ရေတုံမြောင်းကုန်းကျော်တရားတစ်ခုလေးရှိပါသေးတယ်။ကားဆရာကကားကိုညာဘက်သို့ဝိုက်ပြီးအလိုက်သေးအခွေအတိုင်းမောင်းလာခဲ့လိုက်ပါတယ်။ဂုံးပေါင်းသူမရောက်ခင်ဂိုက်90အကွာကိုရောက်တဲ့အခါကားကအရှိန်များနေတဲ့အတွက်ညှို့နှင်းထားသလိုဖြစ်မလာပဲဂျွန်းတစ်ပတ်လဲပြီးကုန်းတရားအောက်ကိုကားတဲ့ကကျောင်းသူလေးတွေအော်တဲ့နဲ့အတူသူတို့ကြာသွားပါတော့တယ် ကမ္ဘာ့ရေဆိုးရဲ့တရင်ကြတာနဲ့အနားမှာရှိတဲ့သေကားသမားတွေကင်းပြတဲ့နေရာကိုရောက်လာကြတဲ့အခါကာကမီစတင်လောင်ကျွမ်းနေပါပြီ။ကားသမားများနဲ့နှောက်မှလိုက်လာတဲ့ចောင်းသားအုပ်စုကလည်းနောင်နေတဲ့မိကိုခက်ခက်ခက်ခဲနဲ့ညှိတဲ့လိုက်ကြတယ်ဆိုပေမဲ့လေအရရဟာလောက်ကြကုန်ပြီဖြစ်ပါတယ်။ကမ္ဘာ့ရေနေရာမှာရှီကန်းကမျိုးသား၂ဦးနောက်ကလိုက်လာတဲ့ចောင်းသူ9ဦးအလုံးစုံ9ဦးကတော့ဝဲချင်းပြီးတည်ဆုံသွားကြပါတယ်။အဲဒီနေ့ကစပြီးတော့ အနေနဲ့ကိုကိုလောင်းပြိုင်တည်ဆုံးသွားတဲ့အတွက်ကိုလောင်းကွေးလိုနေကန်တွေကတတ်မှတ်ခေါ်သူခဲ့ကြပါတယ်။ဒီအဖြစ်ပြက်စိုးကြီးဖြစ်ပြီးခွန်ရဲမြောင်နေမှာတော့အဒီအကွေနာမှာထူးဆန်းတာတွေကစတင်ပြစ်လာပါတော့တယ်။တနေ့တော့ဘုရားကျော်ရောင်းတဲ့ကလားကြီးတယောက်ဇေယောမကောင်းနေပြီ။အရင်တော့မကြေသေးပဲစဉ်ညစ်နေခဲ့တယ်။ပြန်ရမယ်အချိန်ကလည်းည9နာရီပြန်ရမယ်နေရာကလည်းနေပြီးကြီးနေတဲ့ကိုလောင်းကွေးကိုပပြန့်ရမယ်ပုံဖြစ်နေ။စဉ်ညစ်နေတဲ့ဘုရားကျော်ဒုံလန်းကလေးကိုတွန်းရင် ဘုံလုံးခွေကုန်းကြက်ကငါရောက်တော့ဘုရားကျော်တစ်ချက်ဘူးပြပါရှင့်ဆိုတဲ့အတန်ကိုကြားလိုက်ရပါတော့တယ်ရုတ်တရက်ထွက်လာတဲ့အတန်ကြောင့်လက်ပြီးတော့ကိုလှည့်ကြည့်လိုက်တဲ့အခါမှာဟာကော်မလီလေးရဟဲ့ကြီးတို့ဒီအချင်းကြီးဒီမှာဘာလုပ်နေကြတာလဲအဲ့ဒီကိုလှမ်းပေးလိုက်တော့အဲ့ဒီအခါမှာကော်မလီလေးကဘိုက်စာလုံးလို့ဘုရားကျော်တစ်ချက်ဘူးပြပါလို့တွင်တွင်ပြောနေပါတော့တယ်ဘုရားကျော်တဲကြီးကလည်းကော်မလီလေးကိုတနာတာလေရော့တထုပ်ကိုတမတ် ချက်ကိုလေးထုတ်ယူသွားနောက်တည်းတထုပ်ကိုဗလက်ဆောင်ထည့်ပေးလိုက်ပါသေးတယ်အဲ့ဒီအချိန်မှာကော်မလေးတွေကတယောက်ပါဘုရားကျော်တထုပ်ကိုလှမ်းယူလိုက်ပြီးရုတ်တရက်တစ်ချက်တည်းအကျွေစီလေးတစ်စိကိုအကောင်လေးကမှမှတ်ယူလိုက်ပါအဲ့ဒီနောက်ရော့ဒါငါတို့ကတော့ထည့်ပေးလိုက်တယ်မူတစ်ချက်သုံးလို့တော့ရတယ်မလားအဲ့လိုပြောပြီးဘုရားကျော်တဲ့လက်ထဲကိုထည့်ပေးလိုက်ပါဘုရားကျော်တဲ့လည်းပြုံးကနေစိတ်တည်သေးပြီးအောင်းတာဖြစ်သွားခဲ့ပါနင်းနင်းတို့က ါတို့ကဒီကွေ့မှာကားမောက်တော့တေးခဲ့တဲ့ចောင်းသူတွေပဲဒီနေ့ငါတို့ခုနှစ်ရက်လဲတဲ့နေ့ဘာမှမစားရသေးလို့ဝယ်စားကြတာအကြည့်လို့နေပြာကျော်တဲ့ကလားလေကျော်တဲ့လက်ကိုတော့မှထားခဲ့ပြီတကျိုးတည်းပြေးခဲ့ပါတော့တယ်နောက်နေ့မနေ့ရောက်တော့ကိုလုံးကွေ့မှာတေး၆ခွင့်ရတဲ့အဖြစ်ကဟိုးလေးတချို့ချို့ဖြစ်သွားခဲ့ပါတယ်နောက်အလဲကြတာကတော့ပြာလောကကိုလုံးဝအယုံကြည်မရှိဘူးဆိုတဲ့စကားစရာတပည့်နှစ်ယောက်အလှည့်ပဲဖြစ်ပါတယ်စကားတပည့်နှစ်ယောက်စကားတပည့်ပြောတယ် ဇေကနင်းအာကြီးကိုနှောင်းကွေငါ့ကိုရောက်လာခဲ့ပါတယ်။အကိုတို့အကိုတို့ဘင်္ဂလီတယောက်ရဲ့လက်ခေါ်တိုင်ကိုကြားလိုက်ရပါတယ်။ဘယ်လိုလဲဆိုပြီးနောက်လဲကြည့်လိုက်တော့လူသမီးတယောက်ဇေကနောက်ကိုပြေးလိုက်လာတာကိုတွေ့လိုက်ကြပါတယ်။ခြေထောက်မှာပုံးမဲ့ဒဏ်ရာလေးတွေဖြစ်နေတာကိုလည်းမြင်ကြရပါတယ်။ဟဲ့ခလေးမဖြစ်လာတာလေ။ငင်ကရောဘာလုပ်လဲ။ဟုကျမကဒီဟင်းသာကောလိပ်မှာကျောင်းတက်နေတဲ့ကျောင်းသူတယောက်ပါ။ဒီချိန်ကကခေါင်းထရနာကကြောက်တဲ့ကိုကျမတန်ငယ်ချင်းပြုတ်ကြသွားလို့ ဖြစ်သွားလဲမသိဘူးခေါ်လို့လည်းမရတော့ဘူးအေးအဲ့ဒါဆိုရင်နေရာလိုက်ပြငါတို့အခုလိုက်ကြည့်ပေးမယ်ဆရာတပည့်နေရာချက်ချင်းဆိုသူလို့ကလေးမလေးနောက်ကိုလိုက်ပြီးကိုနောကွေဂုံတရာနာရောက်တော့ကျော်ရွေးကိုအတော်တကြီးဆင်းလိုက်ကြပါတော့တယ်ကျော်ရွေးမှာမိန်းကလေးတစ်ယောက်ကလဲချနေတာကိုတွေ့လိုက်တော့ပါလာတဲ့ဓမီနဲ့ထူးကြည့်လိုက်ကြတယ်လဲချနေတဲ့မိန်းကလေးနားလဲရောက်တော့လောက်တော့ဖဖနဲ့အပေါင်းနဲ့လိုင်းထားနေတဲ့အလောင်းကောင်ကြီးကိုတွေ့လိုက်ကြပါတယ်ဟဲ့ကလေးမလေးမင်းပြောတော့ခုနကတော့ကြာတာဆို ခုကပုတ်ပွနေပြီဘလို့ဖြစ်ရတာလဲအဲ့အလောင်းကကျမတင်နေချင်းအလောင်းနေတည်ပြီးတာတစ်ဖက်ကြော်နေဟာဒါဒါဆိုနင်တို့ကရောကျမလားကျမလည်းတည်ပြီးတာခဏရဲ့ကြော်နေပြီဘဒုအူကြီးတောင်းရမလဲမတည်ဖြစ်နေဘူးဟာဟေးကောင်ကြီးပြီးပြီးတော့ဟာဆက်ပြီးနှစ်ယောက်ပါလာတဲ့စိုက်ကားကိုပြထားခဲ့ပြီကျွန်တော်သူ့ရောက်ပတ်ကိုဥတီပြီးပေါ်ပြီးခဲ့ကြပါတော့ဒီလိုနဲ့ကိုလောင်ခွေကတဖြည်းဖြည်းနဲ့တဲ၆တယ်ဆိုပြီးနေမိကြည်လာခဲ့ကြပါတယ် နေခင်းမှတော့ဘယ်သူမှမဖြစ်ရေးခဲ့ကြပါဘူး။ဒီနေ့တော့မင်းသက်တာကောလေးပါကျုံကြီးရောက်လာပါတယ်။ပါကျုံကြီးနဲ့တကွမြို့ကနေခင်းတွေကိုယ်တိုင်တရားတိုင်ပင်ကြပြီးကိုရောကိုင်လာပါ။ဘုန်းကြီးပေးရွတ်လူတန်းတွေပြုတ်လို့ပြီးရေးစချအမြပေးဝေလိုက်ကြပါတယ်။နောက်ပြီးတော့အဲဒီကိုရောကိုင်လာကခုံလေးတစ်ခုမှပဲဒီဆုံးသွားတဲ့သူတွေအတွက်မန်စီတီတဘောကိုနဝဲစီတီဆိုပြီးစီတူလေးစုကိုတရားပေးလိုက်ကြပါတယ်။အခုတော့ကိုနကွင်းကိုင်မှာဘာဖြစ်ပြက်မှာမဖြစ်တော့ဘူးလို့ပြောကြပါတယ်။ ဒီအရာတွေကတော့ချိန်လုံးကဝမ်းနေစရာရောစိတ်မောစရာဖြစ်ခဲ့တဲ့ဖြစ်ပျက်လေးတွေပါကိုလောင်းကွေဆိုတာပုံမြင်လေးတစ်ပုတ်အဖြစ်ပြောင်းလဲသွားပြီးတော့ကိုလောင်းကွေဆိုတဲ့လမ်းကွေလေးကိုကိုနဝင်းကွေလို့ပြောင်းလဲခေါ်ဆိုလိုက်ကြပါပြီ